ဘုဘာဒပရိဂုဏသံသောတဲ့သာဝတိမြို့မှာနေစဉ်ပရိယံသောတဲ့ဒီတရားကိုဟောခဲ့ဥပါဒာနာနဲ့ပရိဝဒနာဥပါဒာနာကိုရေလုံးဖွက်တော့ပသိမေဘိကွယ်ဥပါဒာနာခန္ဓာဥပါဒာရဲ့အာယုံဖြစ်တဲ့ခန္ဓာဘာပါရှိတယ်ဥပါဒာနာခန္ဓာဘာပါရှိတယ် ကတမေပင်စာဘယ်ငါမှလဲဆိုတော့ဥပါရဏက္ခဏဝေနုပါရဏက္ခဏသညုပါရဏက္ခဏသင်္ကာရုပါရဏက္ခဏဝိညာဉ်နုပါရဏက္ခဏတဏှာရေဒိဋ္ဌိရေဆိုတဲ့ဥပါဒာနေနဲ့စွဲလန်းစရာဖြစ်တဲ့ခန္ဓာ၅ပါးယုတ်ယုတ်ဟာလည်းပဲငါယုတ် ငါလည်းငါချေငါနာငါနှကောင်းငါမျက်စိစသဖြင့်ငါဟာဆိုတဲ့အစွဲနဲ့တဏှာစွဲနဲ့စွဲတတ်ကြတယ်ဒိဋ္ဌိငါဆိုတဲ့ဒိဋ္ဌိတွေနဲ့လည်းပဲစွဲတတ်ကြဒါကြောင့်ငါဟာဆိုတဲ့အစွဲငါဆိုတဲ့အစွဲတွေနဲ့စွဲเสียရတွေကနံပါတ်1ရုပ်တွေကိုလည်းစွဲတာပဲနံပါတ်2ဝေဒနာဝေဒနာငါဆိုပြီးတော့စွဲတတ် သိညာအမတ်ကိုလည်းအမတ်သိညာကိုလည်းပဲငါသိညာလို့ပြောဆွဲတတ်တယ်။သင်္ခါရစေတနာကိုလည်းပဲငါစေတနာလို့ဆွဲတတ်တယ်ငါလို့ဆွဲတတ်တယ်။ဝိညာဏစိတ်ကိုလည်းပဲငါစိတ်ဆိုပြီးတော့ငါလို့ဆွဲတတ်တယ်။ဟုတ်ပြီ။ဒါကြောင့်ဥပါဒာနေနဲ့ဆွဲလန်းကြဖြစ်တဲ့ခန္ဓာကငါပါပဲရုပ်ဝေဒနာသိညာသင်္ခါရဝိညာဉ်ယောဂိမသမေဘိကဝေ ဟောဒီခန္ဓာမှာဥပါဒနာခန္ဓာ၅ပါးကိုတဲ့စတုပရိဝတ္တတပါးစီတပါးစီကိုသစ္စာ၄ပါးတွင်နဲ့လှည့်ပြီးတော့ကြည်ရမယ်ယုတ်ကိုလည်းပဲဒုက္ခတမှုရိယနိရောဓဘက်ကဆိုပြီးတော့၄ပါးနဲ့လှည့်ဝေဒနာကိုလည်းပဲ၄ပါးနဲ့လှည့်ပညာကိုလည်း၄ပါးနဲ့လှည့်သင်္ခါရကိုလည်း၄ပါးနဲ့လှည့်ဝိညာဉ်ကိုလည်း၄ပါးနဲ့လှည့်ပြီးတော့ပြည့်ပြည့်စုံစုံ ယထာဘုဒ္ဓံငဘေညာသေမှန်မှန်ကအမှန်ကိုအမှန်တိုင်းအရှိကိုအရှိတိုင်းထူးရညာနဲ့သိအောင်လုပ်ရတယ်ဒီလိုကတော့ခန္ဓာဆိုတာကိုသိဖို့တော့နည်းနည်းခက်တယ်အဲ့ဒီခန္ဓာရဲ့ခန္ဓာကိုတပါးစီတပါးစီကိုသစ္စာလေးပါးနဲ့လက်ပြီးတော့အမှန်တိုင်းမြင်အောင်သိအောင်လုပ်ရမယ်ဟေးငါဘုရားဟာခန္ဓာ၅ပါးကိုတပါးစီတပါးစီကိုသစ္စာလေးပါးနဲ့လက်ပြီးတော့အမှန်တိုင်းကိုမသိသမျှကာလပတ်လုံး ငါဟာအနုဒရာသမာဏမောတဲ့ပစ္စေသပိတာမောရီနာပစ္စညာတဲ့ဖျားဖြစ်ပြီလို့ငါပဲတော့ပြောဘူးခန္ဓာခန္ဓာ၅ပါးကိုသစ္စာ၄ပါးနဲ့လဲပြီးတော့အမှန်တိုင်းမမြင်သမျှပါလားတလုံးဖျားဖြစ်တယ်လို့ငါပဲတော့ပြောဘူးဟုတ်ပြီဖျားဖြစ်တယ်လို့ပြောရဲဆိုတော့ဘုရားပေါ်မှာပြောတတ်တာလဲဆိုတော့နတ်တွေမာနတွေယမတွေတမနတွေယမနတွေအဲအာလောကတော်ဟာဒီပေါ်မှာ ဘုရားဖြစ်တယ်လေငါဘုရားကဝမခံဘူးဒါကတော့မြတ်စွာဘုရားရဲ့ဆက်ဆံရေးကျင့်ရမှုကိုပြတာဦးဇင်းတို့ရေဒီတော်တို့ရေကတော့ဘသူတွေနဲ့ပဲတွေ့ဘူးလားလူတွေနဲ့ပဲတွေ့ဘူးလားလူပေါင်းမှအစင့်မြင့်တဲ့လူနဲ့တွေ့ကြမှာတွေ့တာဒါကလည်းကြတော့ရိုးရိုးလူတွေတော့ပဲတွေ့ဘူးလားမြတ်စွာဘုရားကတော့ဓာတ်တွေနဲ့လည်းပဲစကားပြောပါတယ်ဓာတ်တွေနဲ့ပတ်သက်ပြီးတော့ဟိုအမေအမေတွေအဖေတွေလောက်ရတာတွေရှိတယ်ဒါကြောင့်ဓာတ်တွေနဲ့တွေ့ရင်လည်းပဲ ငါဗျာကဟောဒီခန္ဓာ၅ပါးကိုသစ္စာ၄ပါးနဲ့လက်ပြီးတော့အပန်းတိုင်းမမြင်ဘူးဆိုရင်ငါဖျားဖြစ်တယ်လို့ငါတတ်တယ်ကိုပြောဗျမာတွေနဲ့တွေ့ရင်လည်းပဲဗျမာတွေကိုလည်းပဲဖျားဖြစ်ပြီလို့မပြောနိုင်မပြောဘူးမာနနဲ့တွေ့လည်းမပြောဘူးပြီးတော့လူတွေနဲ့တွေ့ရင်တော့ပဲမပြောပါဘူးတဲ့ဒါကြောင့်ယတောစာဘောဟံအေးခန္ဓာ၅ပါးကိုသစ္စာ၄ပါးနဲ့တစ်ခုစီတစ်ခုစီကိုလက်ပြီးတော့အပန်းတိုင်းမြင်တဲ့အခါကြောက်မှသာလျင် ဘသူနဲ့တွေ့တွေ့ငါဟာအဲသစ္စာလေးပါအတုမရှိတဲ့သဗ္ဗိတ္တဉာဏ်နဲ့သိသွားပြီငါဘုရားဖြစ်ပြီဆိုပြီးတော့ငါဘုရားကပြောတာဟုတ်ပြီအဲဆိုရင်ကတိစပိတ်ွယ်သတုပရိဝတ္တသစ္စာလေးပါနဲ့လှည့်ပြီးတော့အန္တမြင်အောင်လုပ်တယ်ဆိုတာဘလို့မြင်အောင်လုပ်တာလဲရုပ်နဲ့ပတ်သက်ပြီးတော့၄ခုမြင်အောင်ကြည့်တယ်နံပါတ်၄ပါလဲရူပံအပ္ပဉ္စံသေရုပ်ကိုလည်းပဲ ဘယ်ဟာယုတ်ဆိုတာကိုထူတဲ့ဉာဏ်နဲ့သိအောင်သိတယ်ရူပတူရယယုတ်ဤဖြစ်ကြောင်းကိုလည်းသိတယ်ရူပនិရောဓယုတ်ရဲ့ချုပ်ရာကိုလည်းသိတယ်ရူပនិရောဓဂ ாம ိနေပတိပဒာယုတ်ရဲ့ချုပ်ကြောင်းအချုပ်ရာဆိုရောင်ကြောင်းဖြစ်တဲ့အကျင့်တွေကိုလည်းပဲငါဗျာကသိတယ်ဟုတ်ပြီနော်အဲလိုပဲဝေဒနာလည်းတို့တူပဲပညာလည်းလေးမျိုးနဲ့သိရတယ်ဝိညာဉ်နဲ့လည်းသိနေတာသိရတ သင်္ခါရလည်းလေးမျိုးနဲ့သိရတယ်။ဟုတ်ပြီ။အဲဒီခါကျတော့သစ္စာလေးပါးနဲ့လည်းပြီးတော့သိရတော့ရုပ်ကိုသိတယ်ဆိုတာဒါဒုက္ခသစ္စာကိုသိတာ။ရုပ်ဖြစ်ခြင်းရဲ့အကြောင်းကိုသိတယ်ဆိုတာသမှုရိယသစ္စာကိုသိတာ။ရုပ်ကိုရုပ်ရဲ့ချုပ်ရာနေရာကိုသိတယ်ဆိုတာဒါနိရောဓသစ္စာကိုသိတာ။ယုတ်ချုပ်ရာကိုရောက်ကံဖြစ်တဲ့အကျင့်ကိုသိရဆိုတာဘက်ကသစ္စာကိုသိရ။ဒါကြောင့်ယုတ်နဲ့ပတ်သက်ပြီးတော့သစ္စာ၄ပါးနဲ့သိအောင်လုပ်လို့ရတယ်။ ဝေနာကိုလည်းပဲသစ္စာလေးပါးနဲ့သိအောင်လုပ်ရရဲ့သိညာသင်္ခါရဝိညာဉ်ကိုလည်းသစ္စာလေးပါးနဲ့သိအောင်လုပ်ရတာဟုတ်ပြီအကျယ်ပြောပြီဗျာကျယ်ကျယ်ဒီဟာလေးကတော့တော်တော်လားကတိပင်သဘိတ်ွယ်ရူပံယုတ်နဲ့ပတ်သက်ပြီး၄မျိုးကြီးသိအောင်လုပ်အောင်ဆိုတော့ယုတ်ဆိုတာဘာလဲယုတ်ဟာအမျိုးနစားကြည့်ရယ်သတ္တရောစမာဘူတာအခံပြတဲ့ယုတ်မာဘုံယုတ်ဆိုတဲ့အခိုင်မာပြတဲ့အမိယာပြတဲ့ယုတ်ကြီးကအဘုံ၄ပါး စတုံနေသမဟာဟူတာနာဥပါဒရူပံအဲ့ဒီမဟာဘုတ်လေးပါးကိုပြီးပြီးတော့ဖြစ်တဲ့ယုတ်တွေကဥပါဒရယ်ဒါကြောင့်ယုတ်ဆိုတာဘာလဲလို့ပြောရင်မဟာဘုတ်တွေလို့လည်းပဲယုတ်လို့ခေါ်တဲ့ဥပါဒရယုတ်တွေကိုလည်းပဲယုတ်လို့ခေါ်ပါတယ်ယုတ်အပြည့်ကိုပြောပြယုတ်ဖြစ်ခြင်းအကြောင်းကဘာလဲဆိုတော့အာဟာရသမှုတရားရူပသမှုတရားတဲ့နော်အာဟာရဖြစ်လို့ယုတ်ဖြစ်တာ ဥစဉ်တော့ရုပ်ဖြစ်ခြင်းရဲ့အကြောင်းလို့ပြောရင်တော့ကံစိတ်ဥဒ္ဒဝါရဆိုပြီးတော့၄မျိုးပြောကြတာပဲနော်။မြတ်စွာဘုရားဟောတာကဘာလဲဆိုရင်ရုပ်ဖြစ်ခြင်းရဲ့အကြောင်းအဘကြောင့်ဖြစ်တာလေဆိုရင်အာဟာရကြောင့်ဖြစ်တယ်။အာဟာရကိုပဲတကယ်လို့အနာဂါကတော့ဘလို့ဖွင့်လဲဆိုတော့သစ္ဆန္ဒရာဘောကပလိကာရအာရောလို့ပြောတယ်နော်။ဆန္ဒရာကလို့ခေါ်တဲ့တဏှာနဲ့အတူတူမှဖြစ်တယ်ကပလိကာရအာရ။ပြောချင်တာကတော့ ယုတ်ဖြစ်တယ်ယုတ်ဖြစ်တယ်ဆိုတာကတော့တဏ္ဏကြောင့်လည်းပဲယုတ်ဖြစ်တာရှိရဲ့ဒါကကံပေါ့ကွာတဏ္ဏနဲ့ဓမ္မဖြစ်တယ်ကံကြောင့်လည်းပဲယုတ်ဖြစ်တာရှိတယ်နောက်ပြီးတော့ဂဗလီကာရဟာရဆိုတဲ့အမင်းစတဲ့အလုံးသွင်းနဲ့ပြုတ်ပြီးတော့စားရတဲ့ဟာရကလည်းပဲယုတ်ဖြစ်ခြင်းရဲ့အကြောင်းပဲဒါကြောင့်ယုတ်ဖြစ်ခြင်းအကြောင်းကဘာလဲဆိုတော့ဟာရကြောင့်ယုတ်ဖြစ်တယ်ယုတ်ချုပ်ရပါလဲဆိုတော့အဟာရချုပ်တဲ့ချုပ်ရင်ယုတ်ချုပ်ပဲ ဟုတ်ပြီရုပ်ချုပ်ရာနေရာကိုရောက်ကဖြစ်တဲ့အကျင့်ဆိုတော့မက်ပြင်ဖြစ်ပါပဲဒါကြောင့်ယုံနဲ့ပတ်သက်ပြီးတော့ဘယ်ဟာကယုံဘယ်ဟာယုံဖြစ်ခြင်းရဲ့အကြောင်းဘယ်ဟာယုံပြုတ်ရာဘယ်ယုံချုပ်ရာရောက်ရောက်ဆိုတဲ့ဟာတွေကိုတော့သိနိုင်ပြီဆိုရင်ရူပတ္တလက်မိတာရာယုံဘောမှာညီဝေသွားမယ်ညီဝိဒါကရာယုံဘောမှာတက်မှတ်ခြင်းကင်းသွားမယ်ဏိရောဓာယကိလေသာတွေချုပ်သွားမယ်အဲ့လို မြင်ွေအောင်ပฏิပန္နာကျင့်ရာရောက်သွားမယ်ဝိရာဂယတတ်မှတ်မှုမရှိအောင်ကျင့်ရာရောက်သွားမယ်និရောဓယကိလေသာချုပ်အောင်ပฏิပန္နာကျင့်ရာရောက်သွားမယ်သစ္စာ၄ပါး၌အဲ့ဒို၄မျိုးသိပြီဆိုရင်ရုပ်တေဘောဟာကြီးွေအောင်ကျင့်နေမတတ်မဲ့အောင်ကျင့်နေကိလေသာတွေချုပ်အောင်ကျင့်နေလို့ပြောလို့ရတယ်အဲ့ဒို့ကျင့်နေတဲ့နေရာတော့ဒေသုတ်တိပန္နအဲ့ဒါကတကယ်ကောင်းကောင်းကျင့်နေတယ်လို့ပြောလို့ရတယ် ပြီးတော့တဏှာရရဲ့ဂုံတွေကိုပြောတဲ့နေရာမှာသုံးပတိပါဏဘဝတောတာဝကတံဘောတဏှာရရပါလေဆိုရင်ကောင်းကောင်းကျင့်တယ်ဆိုတော့ဘယ်လိုကျင့်ရလဲယုတ်ရေကိုယုတ်ရေယုတ်ရေအကြောင်းရေယုတ်ရေချုပ်ရရေယုတ်ရေချုပ်ရရေရောင်ကြောင်းဖြစ်တာကျင့်တယ်ကိုကျင့်ခြင်းအားဖြင့်ယုတ်တွေအပေါ်မှာညီငွေအောင်ကျင့်တာတတ်မှတ်မှုမကင်းအောင်ကင်းအောင်ကျင့်တာကိလေသာတွေချုပ်အောင်ကျင့်တာကောင်းကောင်းကျင့်တယ်လို့ပြောတာ ရေတော့ပြပါနာတဲ့အိမပိတံအောင်ဒီဂါဒန်ဒီပြီးတဲ့အဲ့တော့ကောင်းကောင်းကျင့်တဲ့လူတွေကဟောဒီသာသနာမှာထောက်တရားရသွားကြပြီထောက်တရားရတဲ့ဆိုတာသာဂရဏဘုရားတိခမူလိရဲ့သောတာပန်ငရကအနာဂံဖြစ်သွားနိုင်တယ်မက်ဖို့တွေကိုရှေ့ပိုင်းဖြစ်တဲ့မက်ဖို့တွေကိုရပြီးတော့ထောက်တရားရသွားတယ်ထောက်တရားမရဘူးဆိုရင်ဥပ္ပေမှာဆိုရေတွေဤနေကြတယ် မလျင်နေတော့နေရတယ်။ထောက်နေရမရတဲ့အခါကျတော့မြေတဲ့မြုပ်သွားတာတို့မြေတဲ့မြုပ်သွားတာတို့ရှိတယ်လို့ပဲပေါ့နော်။ဦးဇင်းတို့တွေ့တဲ့ကကောင်းကောင်းအမှန်ကန်ကန်မကျင့်ဘူးမက်ဖို့ရအောင်ဒီမကျင့်ဘူးဆိုရင်ထောက်နေရမရပဲတဲ့ဘယ်လိုမြုပ်တတ်။အပယ်လေးပုံမှာမြုပ်တတ်တယ်။ဒါကြောင့်အပယ်လေးပုံမကြဘူးဆိုတဲ့အဆင့်အထိနော်အာမခံနိုင်တော့ဒီကျင့်နိုင်တဲ့သူ မတ်ဖို့ရအောင်ကျင့်နိုင်တဲ့သူတွေကတကယ်ထောက်လျာရအောင်ကျင့်နိုင်တဲ့သူပဲထောက်လျာရအောင်ကျင့်ပုံကျင့်တယ်ရတော့အဲ့လိုနှစ်ဆင့်ပေါ့ကွာယုံနဲ့ပတ်သက်ပြီးတော့သစ္စာလေးပါးမြင်အောင်ကျင့်ရမယ်ယုံတွေပေါ်မှာညီငွေအောင်မတက်မဲ့အောင်ခိလေသာတွေချုပ်အောင်ကျင့်ရမယ်အဲ့လိုမျိုးတွေကတော့ကျင့်ရရောက်တယ်ဝေဒနာလည်းထုတ်လို့ပဲပေါ့နော်ဟုတ်ပြီဝေဒနာနဲ့ပတ်သက်ပြီးတော့ဝေဒနာဆိုတာဘာလဲအရင်ဆုံးသိရအောင်ဝေဒနာဆိုတာဘာလဲဆိုတော့ဝေဒနာက6ပါးရှိတယ် ဇဂုတံကဇာဝေနာမျက်စိလို့မျက်စိနဲ့မြင်လိုက်တဲ့အခါကျတော့ခံစားတဲ့အရာလည်းပဲဒါဝေဒနာပဲမျက်စိနဲ့ရူပါယောကိုမြင်နေကောင်းတဲ့အဆင့်ကိုမြင်ပြီဆိုရင်ကောင်းတဲ့အရာသာလေးခံစားမိသွားတယ်ဒါဒုက္ခဝေဒနာမကောင်းတဲ့အဆင့်ကိုမြင်ပြီးတဲ့အခါကျတော့မကောင်းတာတွေခံစားမိတာလည်းဒါဒုက္ခဝေဒနာအလယ်အလတ်အဆင့်ကိုမြင်လိုက်တဲ့အခါကျအလယ်အလတ်ဝေဒနာကရတာကိုခံစားမိသွားတယ်ဒါက ာရုကမတုပါဝေနဒါကြောင့်မျက်စိနဲ့မြင်လည်းပဲဝေနာပေါ်တယ်နားနဲ့ထိတွေ့ပြီးတော့ကြားရင်လည်းဝေနာပေါ်တယ်နှာခေါင်းနဲ့နမ်းပြီးတော့ဖြစ်လာတဲ့ဝေဒနာရှာနဲ့စားပေါက်ပြီးတော့ဖြစ်လာတဲ့ဝေဒနာခန္ဓာကိုယ်နဲ့တိထွေထိတွေ့ပြီးတော့ဖြစ်လာတဲ့ဝေဒနာစိတ်နဲ့တွေးပြီးတော့ဖြစ်လာတဲ့ဝေဒနာဆိုပြီးတော့ဝေဒနာက6မျိုးရှိတယ်ဟုတ်ပြီအဲ့ဒါကိုဝေဒနာလို့ခေါ်တာပါဝေဒနာဖြစ်ခြင်းရဲ့အကြောင်းကဘာလဲဆိုတော့ဖတ်တာသမှုတွေကဝေဒနာသမှုတွေရော ဖတ်တာဖြစ်ရင်ဝေဒနာဖြစ်တယ်ခံစားရတယ်ခံစားရတယ်ဆိုတော့အာယုံနဲ့ द्वारा ထိလိုက်ပါတာလေခံစားအာယုံနဲ့ द्वारा မထိဘူးဆိုရင်မခံစားမျက်စိနဲ့အစင်ထိမှနားနဲ့အသံထိမှနှာခေါင်းနဲ့အနံ့ထိမှစရှာနဲ့အစာတော်ထိမှခန္ဓာကိုယ်နဲ့အထိတွေထိမှခံစားရတယ်ဒါကြောင့်ဖတ်တာဖြစ်မှာပါဖြစ်တာလေဆိုရင်ဝေဒနာဖြစ်တာဝေဒနာဖြစ်ခြင်းရဲ့ကြောင့်ဖတ်တာချုပ်ရင် ဝေနာချုပ်တယ်ဒါဝေနာချုပ်ရနေရဝေနာချုပ်အောင်ကျင့်တဲ့အကျင့်ကတော့မက္ကင်ရှင်းပါမယ်။ဘာကြသင်ညာသွားမယ်။သင်ညာဆိုတာဘာလဲဆိုတော့သင်ညာလည်းပဲ6မျိုးပဲ။ယုတ်နဲ့ယုတ်ကိုမှတ်မိမှတ်တာဝေဒနာကိုမှတ်တာ sorry ယုတ်ကိုမှတ်တာရူပယုတ်ကိုမှတ်တာဟာရူပယုတ်မှတ်တယ်ဟာဒီမှာကိုယ်စင်လေကိုယ်စင်နေလေတခါတွေ့ဘူးတယ်ဆိုရင်နည်းနည်းမှတ်မိသွားပြီ။နောက်ကတော့မှဆိုရင်ကိုယ်မှတ်မိသွားပြီ။အဲ့ဒါရူပသင်ညာပဲ။ ။နောက်အတန်လေးမှတ်မိသွားတယ်တတ္တပညာ။ဌာဏလေးမှတ်မိတယ်ခန္ဓာပညာ။အရသာမှတ်မိတယ်ရတပညာ။ပဋိတွေမှတ်မိတယ်ဘုဒ္ဓဘပညာ။ဟောတရားတွေမှတ်မိတယ်ဓမ္မပညာ။အဲ့လိုပညာမှတ်သိသိတယ်ဆိုတဲ့အရာလည်းပဲ6မျိုးရှိပါတယ်။ပညာဘာကြောင့်ဖြစ်တာလဲဆိုတော့ဖတ်တာအာယုန်နဲ့ဖြည့်တွေ့လို့ပညာမှတ်တယ်ဆိုတာဖြစ်တယ်။နောက်ကြသင်္ခါပဲပဲဒီမဲ့ဘယ်နေမှာချုပ်တယ်လို့ဆိုတော့ဖတ်တာချုပ်ရင် ပညာချုပ်တယ်။ဘာသာချုပ်အောင်မလုပ်ကျင်ရမှာလဲဆိုတော့ဘက်ခင်ရှင်ပါကိုကျင်ရတယ်။ဟုတ်ပြီ။သင်္ခါရအာဒါလေးဤကသင်္ခါရကဥဒ္ဒနောတွေ့တွေ့တာနဲတယ်နော်။သင်္ခါရဆိုတာဘာလဲလို့မေးတဲ့အခါကျတော့ဥဒ္ဒနောဟိုအရာကောက်တဲ့နေရာမှာတော့မလားဆိုတော့ဝေဒနာပညာမှတပါကျန်တဲ့စေတသိက်တွေကိုသင်္ခါရလို့ပေါက်တာလား။ဒီနေရာမှာကြသင်္ခါရကြပါလဲဆိုစေတနာကိုသင်္ခါရလို့ပေါ့။စိုင်းမဲ့ဘိက္ခူစေတနာကာယ စေတနာအပေါင်းစေတနာဟာ6မျိုးရှိတယ်အဲ့ဒါကိုသင်္ခါရ6မျိုးလို့ခေါ်တယ်ရူပယုံနဲ့ပတ်သက်တဲ့စေစောမှုတတ္တာယုံအတန်အနစေအနပေါ်မှာစေစောမှုအယတာပေါ်မှာစေစောမှုအထိတွေ့ပေါ်မှာစေစောမှုအဲဓမ္မသဘောတရားတွေပေါ်မှာစေစောမှုဆိုတဲ့စေစောမှုစေတနာမှာမြဘာသင်္ခါရတယ်စေနာဆိုတဲ့သင်္ခါရဘာကြောင့်ဖြစ်တယ်လဲဆိုတော့တတ္တာဖြစ်လို့ စေနာဆိုတဲ့သင်္ခါရဖြစ်တယ်စေသင်္ခါရအချုပ်ရတော့ဖတ်တာချုပ်ရင်သင်္ခါရချုပ်တယ်ဖတ်တာချုပ်ရသင်္ခါရချုပ်ရမျိုးကိုရောက်ကြောင်းဖြစ်တဲ့အကျင့်တွေကတော့မက်ကင်ရှစ်မှာကျင့်ရပဲနောက်ကြတော့ဘာလဲဆိုတော့သင်္ခါရပြီးတော့ဝိညာဉ်ဝိညာဉ်ဆိုတာဘာလဲဆိုတော့ဝိညာဉ်ဆိုတဲ့သိစိတ်ကလည်းပဲ6မျိုးရှိတယ်စကုဝိညာဏံ မျက်စိနဲ့သိတဲ့စိတ်နော်အစင်းကိုသိတဲ့စိတ်သကဝိညာဉ်အတန်ကိုသိတဲ့စိတ်သောတာဝိညာဉ်အနတ်ကိုသိတဲ့စိတ်ကာနာဝိညာဉ်အရတာကိုသိတဲ့စိတ်ဇိန်ဝါယအထိတွေ့ကိုသိတဲ့စိတ်ကာယဝိညာဉ်ဟောသဘောတရားကိုသိတဲ့စိတ်မနောဝိညာဉ်ဆိုပြီးတော့စိတ်က6မျိုးရှိတယ်ဝိညာဉ်6ပါးဝိညာဉ်ဘာကြောင့်ဖြစ်တာလဲဆိုတော့နာမရူပသမုဒ္ဒယဝိညာဏတခုရောနာယုတ်ဖြစ်လို့ဝိညာဉ်ဖြစ်တာဒါရပရိစ္ဆာသဘောကအတိုင်းပါပဲ နာယုတ်ချုပ်ရင်ဝိညာဉ်ချုပ်တယ်။နာယုတ်ချုပ်ဖို့ဝိညာဉ်ချုပ်ဖို့ဘယ်လိုကျင့်ရမှာလဲဆိုတော့မဂ်ကင်ရှစ်ပါးကိုကျင့်ရမယ်။ဒါကြောင့်ဒီကုန်းကျုပ်အနေနဲ့ပြောရမယ်ဆိုရင်မြတ်စွာဘုရားရှင်ဘုရားမြတ်ကြီးဟာခန္ဓာ၅ပါးဆိုတဲ့တရားတွေကိုပဲရှုစရာအာယုံနေနဲ့ရှုပါတယ်။အဲ့ဒီခန္ဓာ၅ပါးကိုရှုတဲ့နေရာမှာရှုဖို့ရှုသည်ကတော့၄မျိုးနဲ့ရှုတယ်သစ္စာ၄ပါး ယုတ်ကိုရှုတယ်ဒါကဒုက္ခသစ္စာယုတ်ဖြစ်ကြောင်းကိုရှုတယ်သမုဒယသစ္စာယုတ်ချုပ်ရာကိုရှုတယ်និရောဓသစ္စာယုတ်ချုပ်ရာကိုရောက်ကြောင်းဖြစ်တဲ့အချက်ကိုရှုတယ်ဘက်တာသစ္စာအဲ့ဒီလိုရှုစရာအာယုံပါမျိုးရှုဖို့ရှုနည်းက၄မျိုးနဲ့ရှုပြီးတော့နောက်ဆုံးရဇတ်ထွက်မှဒါနဲ့ဘုရားတက်ပါတယ်ရဇတ်ကတော့ဘာလဲဆိုတော့နိဗ္ဗိတာယနော်ညီငွေတယ်ဝိဒါကာယတတ်မှမဟုတ်ခင်တယ် ဒီတော့တရားကိလေသာချုပ်တယ်ဆိုတော့ result ထွက်လောက်တဲ့အဆင့်အထိကိုကောင်းကောင်းကျင်ပြီးတော့နေမယ်ကောင်းကောင်းကျင်ရုံနဲ့မကအောင်ဆုံးမပိုက်ကြပါလဲဆိုတော့အဲဒီတမတ်မှုကင်းတဲ့စာသိခအဆင့်နဲ့ဘုံဘဲနဲ့အလုပါဒဝိမုတ်တော်ပြန်လာအလုပါဒဝိမုတ်တော်တဏှာဒိဋ္ဌိနဲ့မဆွဲလန်းမဲနဲ့ကိလေသာတွေကနေအကုန်လွတ်မြောက်အောင်ပြေဆိုရင်ဒါကျင်တဲ့အဆင့်နဲ့မဟုတ်တော့ဘဲနဲ့ကဲလွတ်မြောက်တဲ့အဆင့်ကြီးရောက်သွားပြီ ai rồi đó nhau để đi là để kêu vấn đề nó ấy đi bao giờ thì hả và biết rõ về rồi có biết rồi လွမြောက်သွားပြီပြေဆုံးလွမြောက်သွားပြီဆိုရင်တို့တို့တွေအတွက်နောက်တစ်ခါဝတ်ဆိုတဲ့နာမည်ဟာမရတော့ဘူးတန်တရားမှာမကျင်လည်းရတော့ဒုက္ခတန်တရားဒုက္ခကနေလွမြောက်ပြီးတော့တန်တရားကနေလွမြောက်ပြီးတော့ဒုက္ခတွေကုန်တဲ့အဆင့်တွေကိုရောက်သွားတယ်ဒါကရဇက်ကတော့နှမျိုးပဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလည်းပဲသောတာပန်သကတကနာဂံဆိုတဲ့သစ္ခာအနေနဲ့လည်းပဲထောက်တရားရအောင်ရေဆုံးကျင့်ခဲ့တယ်ပြီးတော့အရဟတဖို့ရတဲ့အဆင့်ထိ ဒိဋ္ဌာတွေအကုန်လွတ်မြောက်အောင်တဏ္ဍာဒုက္ခကလွတ်မြောက်တဲ့အဆင့်ဒီလည်းပဲရောက်အောင်ဘွားခဲ့တယ်။ဒါကြောင့်အဲ့လိုရောက်အောင်ဘွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကအပြည့်အစုံရဇတ်အားလုံးကိုရောက်အောင်လုပ်တဲ့အဆင့်ဒီဒီပေါက်ရောက်တာဖြစ်တဲ့အတွက်ကြောင့်သူကဘယ်သူတွေနဲ့တွေ့တွေ့ငါဟာဘုရားဖြစ်ပြီဆိုတဲ့စကားကိုရဲရဲပြန်ပြန်မှန်မှန်ကန်ကန်ပြောနိုင်တာဒါကြောင့်ဦးဇင်းတို့တို့ရေဒီယိုတို့တို့ဆိုတာလည်းလည်းပါလဲဆိုတော့ စာပင်နဲ့အရှင်နေနဲ့သိအောင်လုပ်ရမယ်ကျင့်တဲ့အရှင်နေနဲ့သိအောင်လုပ်ရမယ်နောက်ဆုံးကျတော့တော်တော်သိတဲ့အရှင်နေနဲ့သိအောင်လုပ်ရမယ်ဒါမှတကယ်လို့ပန်းချိန်ရောက်တယ်လို့ပြောလို့ရမယ်ဟုတ်ကဲ့